ဘာတိတ်ကလည်းမချနိုင်ဘူးနော်ငါလည်းပစားတဲ့ကိုကြီးနေတော့ထဲလာတယ်ကြီးတော့မအောင်ရင်တော့ဟုတ်လားဟုတ်ကိုတက်ကိုဒိန်းဘယ်တော့မှရှင်မပါပကံကိုရှင်ပါရောညင်းတဲ့ခါမှာနှိမ့်ဆက်ခံရမယ်ဟုတ်လားဟုတ်ပါရဲ့ရှင်နှိမ့်ဆက်မယ်ဟုတ်လားနှိမ့်ဆက်အားရကြည့်တော့တတ်ပါတော့အခြားနိုင်ငံတွေကဝင်နေတဲ့လူအများကြီးတွေကျွန်တော်တို့လက်လက်ခံနေတာအဲ့တော့ကျွန်တော်တို့ရှိကိုဝင်မဲ့အစားအဲ့ဒီနိုင်ငံမှာကိုမလုံနိုင်ကြဘူးလားဒီစနစ် ဟယ်လို channel မြေပပီတူညကိုမော်ဒမများအလုံးမမင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ28ရက်နေ့ရဲ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာနောက်ဆုံးရရှိထားတဲ့ talent တင်ထူးတင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အလုံးပေးခေါ်လိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ညမှာနောက်ဆုံးရရှိထားတဲ့ talent တင်ထူးတင်တို့လေးတဲ့အရင်ဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးတင်တဲ့ပုံအနေနဲ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုစစ်တပ်ကထိုးစစ်ဆင်လာတဲ့တိုက်ပွဲပြင်းထန်နေပြီးတော့မှစစ်တပ်ဘက်ကတီဟာတူရဘွဲရဘုံမှုကြီးအေးမြအောင်ဟာဒရုန်းဘုံထိမှန်ပြီးတော့မှပြင်းထန်တန်းရပြီးတော့မှနေပြည်တော်ကိုပြန်လည်ပို့ဆောင်ပြီးစစ်ကူတောင်းမှုခံယူနေရတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အချိန်တွေကမုံမလင်းသေးဘူးကြမ်းနေပြီးကန်ကြီးဘက်ကနေပြီးတော့မှထိုးတာဘံဘွေကုန်းဘက်ကနေတော့လပခါနဲ့ဘီဝါရဲ့ပြုံးလွင်တင်းတန်းချောင်းကတက်တွေရဲ့တခြားတမလက်ကြံတွေရဲ့တရင်တွေပေါင်းထိုးနေတာအင်အားကတပ်ဖဲ့ထုံးလို့ပြီးတော့မှထိုးနေတာပေါ့သူတို့ဘက်ကစစ်ကြောင်းထိုးတိုက်ခိုက်နေတော့ ကိုကလည်းခုခိုင်းနေတဲ့တိုက်ခိုက်နေရတာပြည်သူတွေကိုပြောချင်တာကတော့အရင်ကြီးစိုးရင်ဆရာမလိုပါဘူးကျွန်တော်တို့တွေလှုပ်ဆရာရှိတာလုံးနေကြပါတယ်ဆိုပြမှာနရုပြည်သူလူမျိုးရေးတမတော် DPLA တည်င်းနဲ့ပြန်ချိုက်တော်ရှိသူကနေပြမှာပြောဆိုထားဖြစ်ပါတယ်ဒီစစ်ကောင်စီရဲ့ပေါ်တော့အေးမြောင်ဆိုတဲ့ကောင်ကဆိုတော့အရင်ကတည်းကပေါကုံတို့ဇဝင်းတို့လိုမျိုးအုပ်စုတွေကနေပြမှာအာကိုအားထားရပါတယ်ဆိုပြမှာအမွမ်းတဲ့ជីကျူးပြောဆိုနေတဲ့ကောင်ဖြစ်ပြမှာအခုဆိုရင်ကျွန်တော်တို့လေနောက်ချွမျိုးတိုက်ပွဲမှာဆိုတော့တင်းနေလေနဲ့ပူပေါင်းတရရဲ့လက်ချက်ကြောင့်ပဲစေကူတော်မှုခံယူနေရတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ရှေ့ပစ်ချမ်းတိုက်ပွဲမှာ PNO PNP ဒုစစ်ဒုစစ်ဦးစီးချုပ်နေဝင်ထွန်းရဲ့တပည့်တပ်ခွဲမှုနောက်ဆိုင်ပေါဝင်တည်ဆုံသူများပြားနေတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဒီနေ့သူအသူဘလို့မှသူ့ရွာနာကမှာစောင်းလန်းခဲရနေပြီးတော့မှလွယ်ပေါ်ဘက်ကိုစစ်ကြောင်းထိုးမဲ့အချိန်အုပ်စုလိုက် drone ဆာမီတွားတယ်ဆိုပြီးတော့မှဒေသခံစီးတနင်းမြင့်ကနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်။ PNA တပ်ခွဲမှုအစင်းရှိနောက်ဆိုင် drone ထိမှန်ပြီးတော့မှဒန်ရန်နဲ့စစ်ကူနေတော့မှပဲစီးအောင်မှတည်တယ်လို့သိရတယ်။သူကထီးဘက်မှာနေဝင်ထွန်းဩဇာခံ င်းလေးဒေသကပြည်သူတွေဒုက္ခပေးနေတာပါဆိုပြီးတော့မှရှမ်းပြည်နယ်တောင်ပိုင်းကောက်ဝေးတပ်ဖွဲ့ဝင်တို့ကနေပြီးတော့မှဆက်လက်ပြောကြားထားတာပဲဖြစ်ပါတယ်ဒီလိုမျိုး PNA အုပ်စုတွေဟာဆိုတော့စစ်ကောင်စီနဲ့ပူးတွဲပြီးတော့မှလှုပ်ဆောင်နေကြတာပြီးတော့မှကြံတဲ့တပ်ဖက်မှာဆိုတော့တို့တို့ပေါ့နော်ကိုလိုမျိုးချင်းတို့ကမှပြန်ပြီးတော့မှငါစာချချွင်းနေတဲ့အုပ်စုတွေပဲဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်အလုံးပြထားတဲ့အတိုင်းပဲရှမ်းပြည်နယ်ကရင်နီနယ်စပ်ကြားမှာဆိုတော့ PNOP2 စစ်တွေနဲ့စစ်ကောင်စီတို့ပူးတွဲပြီးတော့မှစစ်ကြောင်းတွေထိုးနေတာကိုကျွန်တော် KNDF ပါဝင်ကြမ်းတဲ့တော်လှန်တပ်ဖွဲ့ဝင်တွေပြီးတော့မှ အပြည့်ရှင်းတိုက်ထုတ်နေကြတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့အဒီဘကတိုက်ပွဲတည်တင်းနေတဲ့ပတ်သက်ပြီးတော့မှသိစိတ်တည်ရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့ကိုစီကနေပြီးတော့မှသူတို့ဖွဲ့ရဲ့ PSD နေဝဆန်နေတဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးပဲကျွန်တော်တို့အနေနဲ့ရဲရဒေတာတွေမှာမြန်မာတွေအားလုံးကနေပြီးတော့မှစူးစီးညွာဆန်နဲ့တပုတ်စနေစတင်ပြီးတော့လှုပ်ဆောင်နေတည်နေပြီဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်။ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စကြည့်လိုက်ရအောင်နော်။ PSD ဆိုတာအဲ့လိုမျိုးပဲခေါင်းဆောင်မရှိဘူး။အားလုံးဟာဥဆောင်တဲ့လူတွေပဲ။ တခုခုခက်ခဲဖြစ်တလား200ဖြစ်နေတယ်တခုခုခက်ခဲဖြစ်တယ်ကိုယ်အဖွဲ့တွေဖြစ်ရော့နိုင်တဲ့မျိုးကဝိုင်းကူညီပေးလိုက်တယ်ပြီးရစင်းစင်းအတိကြတယ်ဘာကုန်လဲကုန်ကြစိတ်ကိုပေါင်းထားနဲ့တကွာတော့စင်းရင်တင်ရရှင်းတဲ့ပတ်လိုက်အဲ့ဒီပေါင်းထားလေးကုန်ရှိရတယ်အဲ့ဒီပုံစံနဲ့သွားတာအဲ့တော့ကျွန်တော်တရားကုန်200လူတစ်တောင်းစုမိ30ကျွန်တော်ရှာနိုင်မယ်လူတစ်တိုင်းစုမိ300ရှာပေးနိုင်မယ်ကျွန်တော်တိုင်းပြည်တွေ့နော်ဒါကြောင့်မလို့ဒီလိုစနစ်တကျဖြစ်တဲ့ဟာမျိုးကိုတော့ကျွန်တော်ကပို့ပြီးဥစားပေးတယ်ဒါပို့ရင်လင်းပြောတာ Union Brother ကိုတော့ကျွန်တော်တို့လှူတဲ့လူတွေရှိသေးရတော့ကျွန်တော်လက်ခံပေးပြီးတော့ဒီဒီဘက်ကအလုပ်ကျွန်တော်စီစဉ်ပေးမယ် ဒီ PSC မှာကြတော့ PSC အတိုင်းစနစ်တကျတော့ဒီ PSC နဲ့ပတ်သက်လို့ဝင်ခြင်းတဲ့လူတွေအနေနဲ့ PSC ပေ့ Messenger နဲ့တွဲရောက်ဆက်ပေးပါကျွန်တော်လက်ခံပေးလို့မရလို့ပါ။တော့ကျွန်တော်ရှိမှလာလာပြီးပြောကြတယ်။ကျွန်တော်အတိုင်းလက်ခံပေးလို့မရဘူး။ကျွန်တော်တောင်းဝင်ခြေတဲ့အတိုင်းတာပဲကျွန်တော်လုပ်ခွင့်ရှိတာပါ။နော်ဒီ member ဝင်လက်ခံတာ member ဝင်တွဲတဲ့ငွေကိုလက်ခံတာစသဖြင့်အတိုင်းအားလုံးကဂျုံပွဲလောက်ရပါလေ။နော်အဲ့တော့ဆိုရင်တော့ပေါ့ပေါ့မတင်ဒီထက်ကောင်းတဲ့စနစ်မရှိတော့ဘူးနောက်တစ်ခုရှိတာကအခြားနိုင်ငံတွေကဝင်ကျင်တဲ့လူတွေအများကြီးရှိတယ်ကျွန်တော်တို့လက်မခံသေးတာအဲ့တော့ကျွန်တော်တို့ရှိကိုဝင်မဲ့အစားအဲ့ဒီနိုင်ငံမှာကောမလုံနိုင်ကြဘူးလားဒီစနစ်မျိုး တော့ဒါလေးကိုစဉ်းစားကြည့်ခြင်းနဲ့ကျွန်တော်တို့ရှိကိုလှမ်းဝင်ပြီးတော့ပတ်စံထည့်မယ်စားဒီစနစ်ဒီကျွန်တော်ပတ်စံရရဲ့အခုတည်းတည်းဥတီထားတာမဟုတ်ပါဘူးเนาะရေရှည်ကိုကျွန်တော်တို့ပြည်သူကလည်းထောက်ပံ့နိုင်တယ်အဂရိလည်းကင်းရတယ်ပြည်သူထောက်ပံ့တဲ့ငွေကလည်းတိုင်းပြည်အတွက်စနစ်တကျစီးဆင်းနိုင်ရမယ်ဒါကိုအခြေခံပြီးထားတာဖြစ်တဲ့အတွက်သူများနိုင်ငံထည့်တဲ့ဒုတိယကိုကျွန်တော်တို့လက်မခံနေတာပါအဲ့တော့အဲ့ဒီအခုဆိုမလေးရှားတို့เนาะကိုရီးယားတို့ဂျပန်တို့စင်ကာပူတို့စသဖြင့်ဒီနိုင်ငံတွေဆိုရင်ငါပြည်သားများတယ် နော်ဒီလိုစနစ်မျိုးလုပ်လို့ရတယ်အဲ့တော့ဥဆောင်နိုင်တဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပညာအကြအကြဉာဏ်ရကျွန်တော်ကူညီပံ့ပိုးပေးလို့ရတယ်ဒီပုံစံမျိုးအဲ့ဒီနိုင်ငံတွေမှာလည်းဥဆောင်တဲ့လူတွေလုပ်ပေးပါလို့တိုက်တွန်းပါတယ်နော်အဲ့တော့တော်လိုင်းတော့ကတော့ကျွန်တော်ခင်ကြက်ကတော့ရှင်းတယ်ဈေးထဲမှာကျွန်တော်တို့ဈေးသွားဝယ်တယ်လို့ပဲနော်ဝယ်ချင်တဲ့ဟာတွေကိုတစ်ခုဝယ်မယ်လက်ချောင်းချိန်မယ်နှစ်ခုဝယ်မယ်လက်ချောင်းချိန်မယ်ဆွဲနိုင်တဲ့တော့ကျွန်တော်တို့ဆွဲသွားမယ်ကျွန်တော်တို့ချောက်တဲ့လမ်းမှာဒါမှတ်တိုင်မယ်နော်အဲ့ဒီမှတ်တိုင်မှာကျွန်တော်တို့လုံနိုင်တဲ့တော့ကိုလုတ်သွားပါမယ်ကျွန်တော်တို့လုတ်တာဒီကျွန်တော်တို့အတွက်မဟုတ်ကျွန်တော်တို့တားတွေကြီးတွေလက်ထက်ကြရင် ဒီတိုင်းပြည်ဟာလူကိုလူလိုအုပ်ချုပ်တဲ့တိုင်းပြည်ဖြစ်ဂျန်နေခဲ့စေရမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ထဲဝင်ကြတဲ့လူတွေအားလုံးကိုလည်းလေးစားတယ်နော်လေးစားတယ်ဘာလို့ဒီနေ့အချိန်ထိအမှန်ကန်ထဲနေတဲ့လူတွေတောက်လျှောက်ရှိတယ်အားလုံးလေးစားတယ်ဒီတော်လိုင်းနဲ့ပတ်သက်လို့ပြောစရာရှိတယ်တခုအကြောင်းရရှိတယ်ဆိုအချိန်မရင်းပြောပါတော်လိုင်းနဲ့ပတ်သက်လို့အားမလာပါနဲ့ကျွန်တော်အမြဲပြောသလိုအာကိုစီပြောလဲကိုစီကိုယုံမှန်းလဲမလုပ်နဲ့ကိုယ့်ကိုကြည့်စီစစ်တေးကြလားနော်ကျွန်တော်လည်းမယုံနဲ့ကိုယ့်ကိုစီစစ်ကိုအောင်နောက်နဲ့ကိုတိုင်းချွာကြည့်တေးကြတယ်ဆိုလို့ရှိရင် နိုင်တဲ့နေရာကပေါင်ပေးကြပါတော့တိုက်ထုံးပါလေအားလုံးအာနာရှင်စနစ်ကလည်းအများဆုံးလွတ်မြောက်ပြီးတော့အေဂျင့်နဲ့တိုင်းပြည်ကိုအများဆုံးပိုင်ဆိုင်နိုင်ကြပါစေကိုစီရတော့ပါနော်ကျွန်တော်အခုစတော့ရရနေရာဒေသတွေမှာထပ်ဖို့စနစ်နဲ့သူတို့ဖွဲ့လို့မျိုးစတင်ပြီးတော့လွတ်ဆောင်နေတဲ့ပြည်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်စစ်ကောင်စီရတော့ကျွန်တော်တို့ရဲ့ထပ်ဖို့စနစ်ဘလော့တီထျောက်တယ်ဆိုတော့လည်းသိရှိထားတာမို့လို့အခုဆိုရင်ကျွန်တော်တို့အဓိကထိုင်မှာရောက်နေတယ်ပေါ့နော်ထောက်ပို့ပြီသူတွေကိုဖမ်းဆီးဖို့ဖျားပေးလို့ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်တို့တက်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့အခုချိန်မှာ တကူတီတော်လွှဲနေတာဖြစ်တယ်ပေါ့နော်ထုတ်ပို့စနေနဲ့ကိုရအနည်းနဲ့ဒီတော်လိုက်မှာထက်ထက်ဝင်ပူပေါင်းပေါ်မယ်ဆိုတော့အလုံးမြောင်းမှန်းထားတဲ့အတိုင်းပဲ2025နှစ်မကွန်ခင်မှာစစ်ကောင်စီတေချာပေါက်ကိုကြာရှုံးလုံးမှာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့လဲကူရိုင်မှုမီတာစုကနေပြုံးမှအသစ်60ကျော်ရွယ်ဒီအမျိုးသမီးကြီးကိုပေါ့နော်ကိုထီလျောက်ကျူးလွန်မှုတွေလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုအဘာသာကိုကြီးဆိုတဲ့ငနဲ့ကနေရှင်းပြပြောဆိုထားတဲ့အလေးကျတော့စစ်ပြုံးမှာနားထောင်ကြည့်လိုက်ရအောင်နော်တော့ကိုဒါရိုက်တာကြီးစတီဗင်စီဘက် ကပြောင်ပြောက်ခဲ့တဲ့လက်ရပေါ့နော်မင်းသားကြီးတွန်ဖန့် Saving Private Ryan ဆိုတော့ Oscar ဆုတွေအများကြီးစုကူးထားတဲ့ရုပ်ရှင်ကားတွေမှာနော်မင်းတို့မြင်ရမှာကစစ်သားလေးတယောက်ကိုခဲရခဲစင်းနဲ့ရှည်တဲ့စစ်မျက်နှာနေပြီးတော့ကိတ်ထုတ်တဲ့ကားပဲမြင်ရဒါမဲ့သူ့ရဲ့ဖြစ်ရမှန်စက်ကြောင်းကိုထိတ်ဆုံးမှရှင်းပြထားတဲ့ဇက်ွက်ရှိတယ်ပေါ့အဲ့ဇက်ွက်ကဘာလဲဆိုတော့ဒီအမျိုးသမီးကသား9ယောက်မွေးထားတာသား9ယောက်ထဲမှာတက်မလို့မှာတာဝန်ထမ်းဆောင်တဲ့အရှိသား၄ယောက်ကတေသွားပြီနောက်ဆုံးသားဒီ John Ryan ဆိုတဲ့သားလေးတယောက်ပဲကျန်တော့တယ် ဒါတော့မှ तू ကရှင်းရှင်းနဲ့စစ်မျက်နှာရောက်အဲ့သားလေးကိုနိုင်ငံတော်သမရထံနော်ဒီသားလေးတယောက်ကိုတော့ပြန်ပြီးပေးပါဆိုပြီးတော့ခွင့်တောင်းတဲ့စာကိုသမရရှိကိုတင်လို့သမရကနေပြီးတော့ဒီဂျွန်ရိုင်ကိုသွားကယ်ပါဆိုတဲ့အမိန့်ကိုပေးလို့ဒီစကားဖြစ်ပေါ်လာတာနော်နောက်ဆုံးသူ့ရဲ့အမင်းသွားတဲ့အချိန်မှာနောက်ဆုံးအာကူကသားတယောက်တော့ရှိခဲ့တဲ့နေဆိုနိုင်ငံတော်ဆုံးဖြတ်လိုက်တာဒီကအဲ့လိုပဲကွာအခုဆိုလို့ရှိရင်လည်းကိုကြီးတို့တဲကူကနော်ဒေါ်စန်းသေးရဲ့ဖြစ်ရက်ကသူနဲ့ခက်ဆင်စင်ပဲကွာ သား၄ယောက်မွေးထားတယ်သူကတယောက်တော့ရော့သား၄ယောက်မွေးထားတယ်သူတို့ကတက်မလို့သားအငယ်ဆုံးသား16နှစ်ပဲရှိသေးတဲ့သူနဲ့နေနေရတယ်နော်ထိတ်ဆုံးကရခိုင်မှာတက်မလို့သားထိတ်ဆုံးအကြီးဆုံးကသေသွားပြီနော်လက်ရှိတာဝန်ထမ်းဆောင်နေတာ၂ယောက်ရှိတယ်တယောက်ကတော့အမေအိုကြီးနဲ့တူနေတယ်အဲ့ဒီဖွားယူအဲ့ဒီရက်ွက်မှာရှိတယ်ရာအိမ်မူးနဲ့ရက်ွက်ဥက္ကဋ္ဌဆိုသူကရက်ွက်ရုံးမှာသပင်းတွေဆွဲပြီးတော့နော်သူလုံနေတဲ့ကိစ္စပေါ့နော်ဒီရာအိမ်မူးကဒီရက်ွက်ဥက္ကဋ္ဌရှေ့မှာတယ် ဒီလိုဖြုတ်မှုဆက်ဆံနေတဲ့ကိစ္စတခုကတိတ်ပြီးတော့ကိုကြီးတို့တော့အစင်မပြည့်ဘူးကွာတမန်တော်သားတွေမိခင်ဆိုတဲ့ကိစ္စကိုခဏလေးဘေးဖက်ထားလိုက်အောင်ဒီအဖွားကြီးက65နှစ်ရှိအဖွားကြီးကမှားတယ်ဆိုလို့ရှိရင်တော့မှဒီလောက်တိအဖွားကြီးတယောက်ကိုတိလက်ရောက်ဒီလူတက်လက်ပိုင်းယောက်ျားကြီးတယောက်ကနေလှုပ်တယ်ဆိုတဲ့ကိစ္စကြီးကတော့အစင်မပြည့်ဘူးကွာနော်အဖွားကြီးမှားနေလဲအစင်မပြည့်ဘူးနော်ပြီးတော့ဒီအဲ့ဒီရုပ်ကွက်မှာသူ့ရဲ့ငယ်ဆုံးသားလေးတယောက်ပဲကျွန်တော်ဒီ16နှစ်ကိုလဲစစ်မှုတဲ့ဥပဒေတွေကိုအတင်းဆွဲထည့်မယ်ဆိုပြီးတော့ချိန်လား6လားလေလှုပ်လိုက်သေးတယ်อืมဟုတ်ပြီလား ါနဲ့ပတ်သက်ပြီးကျော်စိုးကပြင်းထန်စွာရှုံချပြီးတော့ဗီဒီယိုတင်ထားတာကိုကြီးတွေ့တယ်။နော်ကိုကြီးကလည်းဒီကိစ္စကိုပြင်းထန်စွာကန့်ကွက်တယ်။ဒါကြောင့်မို့လို့တက်ဆိုင်ရာလူကြီးအနေနဲ့အမြန်ဆုံးဒီကိစ္စကိုဖော်ထုတ်ပြီးအရေးယူနိုင်အောင်ကြိုးစားပါလို့ကိုကြီးဒီနေရာကနေပြောတိုက်တွန်းနေတယ်ကျော်စိုးကဲ့သို့မတရားတော့လက်မခံနိုင်ဘူး။ပြောတက်မလို့သားကြီးရဲ့မိပါတယ်။ပို့ပြီးတော့ဒီစားမှုကောင်းတယ်။ပြောကုန်ပြီနော်။ခုစတော့ဒီလိုမျိုးလေကူမျိုးမှာရှိတဲ့ရိုင်းမိုးကနေပြတော့မှအသက်60ကျော်ရွယ်အမျိုးသမီးကြီးကိုတွေ့နေပြတော့မှ6လ6လပုံစံမျိုးနဲ့အတင်းတမ ီလိုမျိုးသူ့ရဲ့သားတွေကိုတော့မပေါ်တာဆွဲခဲ့ပေးတဲ့နောက်ပိုင်းမှာဆိုတော့ခုဆိုရင်ကိုတိလေးရောက်ကျွလွန်နေတာကိုပြန်ပြီးတော့ပြောဆိုလာကြတာပဲဖြစ်ပါတယ်စုကောင်စီရဲ့ခန့်အုပ်ကြီးတွေရိုင်းမိုးတွေနဲ့ပေါ့နော်ဒလန်ပြူစော်ထီးတွေဆိုတော့ကျွန်တော်စစ်မှုထမ်းဥပဒေကိုအသုံးချပြီးတော့မှပြည်သူတွေကိုပေါ်တာဆွဲပြီးတော့မှငွေညချင်းချောက်တောင်းခနေတယ်ဆိုတော့လဲကျွန်တော်အရင်ကလေးကတရှိထားတာမလို့ခုဆိုရင်ဒီကောင်တွေကပို့ပြတော့မှစိုးသက်တဲ့ဆိုလာတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေချိန်မောတဲ့နေရာမှာအခုလိုမျိုးကျွန်တော်တို့ကိုပြန်ပြတော့မှလက်စားချင်းမို့တယ်ပြီးတော့မှ ရေးဆက်ဆက်နဲ့ပေါ့နော်အနိုင်ကျင့်တပြတ်မှုတွေလို့ဆောင်နေကြတဲ့စစ်ကောင်စီလက်အောက်ကလူတွေကိုလည်းပြန်ပြီးတော့မှပေါ်ချဆွဲမဲ့အချိန်ရောက်နေပြီဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မှသိရှိရတာဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဒီတကုံးမတဆင်ဟိုကနေပြီးတော့မှပုံမျိုးထဲမှာရှိတဲ့ PDF စကောင်းကိုချင်းမရှင်းလင်းနိုင်ခဲ့တဲ့စပရမပြောနေပြောဆက် ပြောဆိုထားတဲ့ဟာလေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ဒီအတိုင်းပဲပေါင်းမြုံနယ်ဆိုတာကမကွေတိုင်းဒေသကြီးပခုတ်ကိုခရိုင်အတွင်းမှာတရှိပါတယ်ပေါင်းမြုံနယ်ဖြစ်ပါတယ်အဲ့ဒီပေါင်းမြုံနယ်မှာနေထိုင်တဲ့ပြည်သူတွေကပေါ့နော်ရိတ်ခါတွေ ကျမ်းမာရေးအတွက်ဇီဝါတွေလူတို့ကုန်ပစ္စည်းတွေပြက်လက်နေရကြပါပြီ။ဘာကြောင့်ပြက်လက်နေလဲဆိုလို့ရှိရင် PDF တင်ကနေပြီးတော့အဲ့ဒီရွာတွေကိုဇီးလာရောက်နေသူတွေဆိုလို့ရှိရင်ကုန်တွယ်တဲ့လူတွေဆိုလို့ရှိရင်အသက်အနည်းရရှာတယ်၊အကြက်ဖတ်တက်ဖြတ်ပြက်တယ်။အဲ့ဒီရွာတွေကရွာသူရွာသားတွေရွာအပြင်မှာထွက်လို့ရှိရင်လည်းအကြက်ဖတ်တက်ဖြတ်တာမျိုးတွေလုပ်တယ်။ပြီးရွာပတ်ပတ်လေးတွေမှာနေမိုင်းတွေထောင်ထားတာမျိုးတွေလုပ်တယ်။အဲ့လိုမျိုးတွေကြောင့်မလို့ရွာသူရွာသားတွေကရွာအပြင်လည်းမထွက်ရဲ။ရွာအပြင်မှာရှိနေသူတွေကလည်းအဲ့ဒီရွာတွေကိုလာပြီးတော့ဟိုရောင်းဝယ်ဖောက်ကားတာတွေမလုပ်ရဲ။ကျမ်းမာရေးကိစ္စတွေပညာရေးတွေနော်စားတောက်နေထိုင်ရေးတွေအရာအားလုံးဒီဗလာနှစ်ထိပ် ဖြစ်နေတဲ့ဒေတာတွေဖြစ်ပါတယ်။အဲ့လိုဒေတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးအကြမ်းဖက်လုပ်ရတဲ့လှုပ်ဆောင်နေတဲ့ test scan တစ်ခုဒီလိုမျိုးအခုလိုမျိုးတက်ကတော့ရဲ့ချီမုံရှင်းလင်းခြင်းကိုခံလိုက်ရတဲ့အတွက်ကျွန်မတော့ဝမ်းသာတယ်။ကျွန်မတို့ပဲမကွေးတဲ့ဒေတာကြီးတစ်ခုခုခဲပေါ့ပြုံနေမှာရှိတဲ့ဒီလိုတွေကလည်းဝမ်းသာချလိမ့်မယ်လို့တော့ထင်ပါတယ်။ယူဆပါတယ်။ဆိုတော့အချက်ဖက်စကန်ကြီးရှင်းလင်းသွားပြီပေါ့နော်မကြခင်မှာလည်းပေါ့ပကုတ်ကလည်းမိုက်ပြန်ဖွင့်ပြီးတော့အဲပေါ့မြုပ်နေဝင်းကျင်မှာရှိတဲ့ရွာတွေမှာရှိတဲ့ပြည်သူတွေအနေနဲ့ရခိုင်အတိုင်းဂျမ်းမာရေးပညာရေးလူမှုရေးစားတောက်နေထိုင်ရေးတွေအဲပြန်ပြီးတော့စတင်ပြီးတော့ပြည်သူ့ဘဝကိုတိကျကောင်းမွန်စွာ ရရှိတော့မယ်လို့တော့ကျွန်တော်တို့မျှော်လင့်နေမိပါတယ်အဲ့တော့ပြည်သူတွေအားတင်းထားပါပြောတာပဲเนาะအခုဆိုတော့ကျွန်တော်တို့ပေါ့မြွနဲ့မှာရှိနေတဲ့ပြူစော်ရီတွေအရဆိုငါပြက်နေကြတာပြီတော့မှအခုဆိုရင်ကျွန်တော်တို့အလုံးသိရှိထားတဲ့အတိုင်းပဲကျွန်တော်တို့ PDF ပြော်တွေကိုစကောင်းဆင်းနေပြီတော့မှစစ်ကြောင်းထုံးမှုတွေတရဇက်လို့ပြီတော့မှမီရှိုးမှုတွေလည်းလုံဆောင်ခဲ့တာကို PDF စကန်ရှင်းလင်းခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုဝါဒဖြင့်လုံဆောင်နေကြတာပဲဖြစ်ပါတယ်ဒီကောင်တွေအရဆိုတော့ကျွန်တော်တို့ PDF တစ်ဖက်ဝင်နေရတယ်ပြီတော့မှပြီတော့ပိုင်းနေတွေကိုမီရှိုးတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ ပြည်သူနဲ့တော်လှန်တပ်ဖွဲ့ဝင်တွေကြားထဲမှာချင်းချင်းဒုက္ခသက်ရှုတဲ့နေရာတွေကိုစတင်တုံ့ပြလာတာမို့လို့သူတို့ဘယ်လောက်ထိစည်ရဲအကြီးကျယ်ရှုံးနေနေတယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ဒီအချိန်မှာပြည်သူကျွန်တော်တို့ပြည်သူတွေဘက်ကနေပြမစီမပြအားမရောပဲနဲ့ချင်းချင်းတယောက်နဲ့တယောက်ဖိမကူညီနဲ့ကျွန်တော်တို့ဒီတော်လိုက်မှာအကောင်းဆုံးရှေ့ဆင်းနိုင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တော်လှန်ပြည်တော်သားသူဖြစ်တဲ့ဦးကျော်ကနေပြမညီချင်းရေးဆွေးနွေးမယ်ဆိုပြမတကယ်ကလုံးနေတဲ့မြောက်လိုင်းတို့အဖွဲ့ကိုဘယ်လိုမျိုးစုမပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လုံးနားထောင်ကြည့်လိုက်ရအောင်လား။ ီຫນွေဥတော်လိုင်းရင်းကမှာပါဝင်ပတ်သက်နေတဲ့ဟုတ်လားတောင်းလိုင်းသားကပြောတယ်ဟုတ်လားလက်နဲ့စွန့်ပြီးတော့လက်နဲ့ကရင်အဖွဲ့စည်းမှန်သမျှအလုံးလက်နဲ့စွန့်ပြီးတော့ဩငញ្ញန်ရေးဖက်ဒရယ်ဟုတ်လားတိဆောက်ဖို့အတွက်လာရောက်ပြီးတော့တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်လိုက်ရဲ့ဟုတ်ပါပြီအဲ့ဒါဆိုငါတို့လည်းမိကုန်ထုတ်เสียဖြစ်လာပြီကွာနော်မင်းတို့ဟောအနာစွန့်ဖို့ရှိသလားဟွန်းအဲ့ဒါငါတို့ရဲ့မိကုန်အတိတ်ကနော်မင်းတို့မတရား 人类呢？人呢、啊？安娜把娃的表会多，边头是一个六大的安、啊、那送目窝，没那细家伙吧？该安的，没功我。干飞机吧？啊，没那也，人类送你年年也赚水利部，会赚转。好了水利部好比明天晚上人类双倍多，那样会多追上水利部，年年也追上水利部，明天我飞考虑。好比。 အဲ့ဒီတော့ခုနမေးတဲ့မင်းတို့အာနာအတင်းအာရမလွတ်ယူလာတဲ့အာနာရောစွန်ဖို့ရှိလားမရှိဘူးလားဆိုတာမင်းတို့တစ်ချက်တော့ငါတို့ပြန်ပြီးတော့ဖြည့်ပေးပါနော်ငါတို့ကမင်းတို့ဒီကနေ့ဒီလုထားတဲ့အာနာကြီးကိုဒီလုထားတဲ့အာနာကြောင့်ဒီကနေ့ဒီနေကိုတော်လာရင်ဖြစ်ပေါ်လာတာအာနာသာမလုရင်ဘာမှဖြစ်ပေါ်လာစရာအကြောင်းမရှိဘူးအဲ့တော့မင်းတို့ရှင်းရှင်းပဲပြောမယ်မင်းတို့ဖက်စစ်အာနာရှင်အကျံဖက်အဖွဲ့စည်းတွေလဲမင်းတို့အာနာစွန့်ဖို့ရှိသလား ရှိလို့ရှိရင်ဟုတ်လားတာဝန်ယူမှုတာဝန်ခံမှုစိတ်အပြည့်နဲ့ဒါမင်းတို့လည်းဩမင်းတို့ကိုလည်းပြန်လှည့်ပြီးတော့ဒီလိုပဲဟိုပြန်မေးမေးခွန်းထောက်တာပေါ့နော်ကဲဒီမှာဦးကျော်ကတော့ပြောလိုက်ပြီနော်အခုဆန်တော့ကျတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဆိုရင်ကျတို့ပြည်သူတွေပေါ်မှာနိုင်တက်စီနေလို့ပြီးတော့မှတပ်ဖြတ်မှုတွေအတော်မတန်နိုင်သေးတဲ့ပြင်ဟိုဆိုရင်ကျတို့ရွေးကောက်ပွဲမှာဝင်ပြန်ဖို့ဖျားပေးလို့ဆောင်နေကြတဲ့အချိန်မှာသူတို့အနေနဲ့ပေါ့နော်နောက်ဆုံးရက်စတန်ပေးချင်းခံလဲတာဖြစ်ပါတယ်တော်လံပဲတော့တာတိကနေပြီးတော့မှစစ်ကောင်စီနဲ့မျှော်လင့်တဲ့အုပ်စုတွေအနေနဲ့ အခုနောက်ဆုံးအကြိမ်ဖြစ်လင်းနေဆွန်ပြည်မှာကျွန်တော်တို့ပြည်သူတွေထံကိုအာဏာပြန်လည်လွှဲပြောင်းပေးဖို့တောင်းဆိုနေကြတာမလို့ဒါတွေကိုမလိုက်နာဘဲနဲ့အခုလိုမျိုး PTT လုံးနေကြောင်းမဲ့ဆိုတော့တော်လန်ရဲဘော်တွေကနေပြည်မှာဒီဗီဒီယိုထိလက်ရောက်ရှင်းလင်းချိန်မတော်မှာပဲဖြစ်ပါတယ်ဒါကိုမျှော်လင့်နေတယ်လဲဒီချားလေးကိုဒီတရားကပ်ပြီးတော့မှာပေါ့နော်စဉ်ဆက်ဆင်ခြင်ရမယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့အခုဆိုရင်ကြားနေရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါကရုံရဲ့တပည့်ဖြစ်တဲ့ဒီဆန်ရှာဆိုတဲ့ပြူစော်ဒီကောင်းဆောင်ကနေပြီးတော့မှသူရဲ့တပည့် မျိုးစာလောင်းလေးတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားအောင်မလဲဆိုတာကျွန်တော်တစ်ချက်တော့ကြည့်လိုက်ရအောင်နော်တဲ့ကို2000လုံးနော်မင်းတို့စုရစုတာပါသူတို့ခေါ်ရင်ခေါ်တဲ့ချိန်ကိုသွားပါနော်ဟုတ်ဟုတ်သူတို့ခေါ်ရင်ခုသွားပါဘယ်နဲ့ခေါ်ဘယ်နဲ့သွားပါဘယ်ချင်းခေါ်ဘယ်ချင်းသွားသူကချိန်မပြောဘူးချိန်ပြောတော့မင်းတို့ကရှယ်ရွေးတာလည်းရှယ်မှုရတယ်နော်လူ140ရဲ့မှာမင်းတို့100ရောက်ကသူရဲကောင်းနေတယ်ကရွေးလိုက်ဟုတ်လားမဟုတ်လားဟုတ်ပါပြီဒီရဲနဲ့တွေ့ဘာလို့ပါအတက်တော့ပါအညာခံပြီးလက်လက်ချမှာလား 过后再对嘛的，我过后再对嘛。山下的呗，喏。山下的呗，新八达的是不是丫头？七呀，喏。我这个的没强的，喏。我来，不晓得我今天绕车啥的，今天绕没绕？绕，好了。好，过对、啊，嗯。哎，开嘛新八不看我，新八丫你再开嘛，你再开啥没？好了。好的。新，你再买。好了。啊。那些哎呀就大大的，好了。好的。再开啥最开的？ ဟုတ်လားအင်းခါကငါတို့မသေးနိုင်ဘူးတခါတော့သေးခံမယ်ဟုတ်လားစစ်လိုက်တော့သေးမှာပဲဟုတ်လားဟုတ်ပါတယ်ဟုတ်ပါတယ်ဟာတဲ့မင်းတို့အောင်ဝဲနဲ့ပြန်လာမယ်ဘာစီရန်နဲ့ကြိုးမယ်မင်းတို့ဟုတ်ပြီလားဟုတ်ပါတယ်ဘာဒီနေရရှိရရှိမှာဘူးအပေါတပဲတွေကတော့တော်တော်လေးကိုလေလုံးထွားလို့နေနော်ခုဆိုရင်ကျွန်တော်တို့ PDF တဖုံအနေနဲ့တွေ့ဆုံတဲ့အချိန်မှာသူတို့အနေနဲ့ဒီလိုမျိုးကျွန်တော်တို့ PDF တဖုံတွေရဲ့ဖန်ဆင်းနေစစ်ချုံခံမဲ့စာကိုကိုကိုတီချောင်းကြံတာပို့ပြီးတော့ ဝင်မြတ်တယ်ဆိုတဲ့ပုံစံမျိုးတဲ့သူ့ရဲ့တပည့်သားတွေပြင်ပြီးတော့မှဆုံးမတွင်တင်နေတာပဲဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်တို့တော်လန်ရဲဘော်တွေကိုကြောက်နေပြီဆိုတော့ပြသနေတာဖြစ်လို့ပေါ့နော်။ကျွန်တော်အနေနဲ့ဒီတော်လိုင်းမှာဆိုတော့စကောင်စီတဖို့နေပြီဆိုရီရယ်ဆိုရင်ကျွန်တော်တို့တော်လန်တဖို့ဝင်နေပေါ့မှာကြောက်ရွံ့ယူတည်နေကြတယ်ဆိုတော့လည်းတပည့်တော့မသိရှိရတာပဲဖြစ်ပါတယ်။ဘလို့ပဲပြောပြောပြသူကိုဆက်လက်ပြီးတော့မှနိုင်ချင်းတက်ဖြတ်မှုတွေလုပ်ဆောင်နေပဲဆိုတော့ကျွန်တော်တို့တော်လန်ရဲဘော်တွေကနေပြီးတော့မှအဆုံးစွန်ဒီမီလန်ပြည်တော်မှာရှင်းလင်းတော့မယ်ဆိုတဲ့အကြောင်းလေးပါအရင်ကတည်းကထုတ်ပြန်ပြောကြားခဲ့တာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ MND ရေးပေါ်ဖြစ်တဲ့ကုလုံးကိုရရနေပြီးတော့မှ live ပေါ်မှာသူ့ကိုအားသက်ချောင်နေကြတဲ့စကောင်စီဘုံမယူကက်လေးတို့ကိုဘယ်လိုမျိုးတတိပေးပြောဆိုထားအောင်မလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဘယ်လိုပြောမလဲအဝေးရနေပဲလက်မခေါင်နဲ့ခမတိုက်ချင်းဒေတာတိုက်လိုက်အခုကျွန်တော်ခရီးကဘာမှထားလို့နိုင်မှာမဟုတ်ဘူးဟုတ်ပြီလားနော်ကျွန်တော်ပြောထားဘာမှမလုပ်နိုင်မှာမဟုတ်ဘူးဘာဆိုတော့ကျွန်တော်မှခေါင်းအရင်ကြဆင်းနေတယ်အရင်အရင်ကုန်ဆုံးနေတယ်နောက်ခပ်ဖြစ်ပြပြောနေကျွန်တော်ဘာမှကျွန်တော်မလုပ်နိုင်ခင်နဲ့ဆောင်းအောင်မရှိဘူးဒါပေမဲ့ခင်ဗျားတိအောင်လို့ပဲကျွန်တော်ပြောပေးလိုက်တယ်နော်အခုကျွန်တော်မှ flat ပြလိုက်ခင်ဗျားတိုက်ချင်တာတိုက် ကျွန်တော်ဒီရက်နေ့ကကျွန်တော်ပြောပြပေးပြီးတင်ပြီးဟော်ခန်းရှံဝေးနားလေးမှာကျွန်တော်ရှိနေဟုတ်ပြီနော်ဒီအဲ့ရဲ့အစီအမကျွန်တော်ရှိနေဟုတ်ပြီလားအဲ့တော့အချိန်ကြီးကျွန်တော်လည်းတိုက်ခတ်လို့ရခင်ဗျာအဝေးရနေရမဟောင်းနဲ့နော်နော်စာလေးတောင်းတင်ပါကျွန်တော် post မှာလည်းကျွန်တော်ပြောခဲ့ဘူးတယ်ကျွန်တော်၄နိုင်ရနေ၆နိုင်ကြောက်ဖုန်းခေါ်ပါလို့ကျွန်တော်ပြောခဲ့ဘူးတယ်အခုခင်ဗျာခေါ်နေတဲ့အချိန်ကပဲအချိန်ကြီးလဲဘာလို့ကိုစဉ်းစားနော်ခင်ဗျာစားတဲ့အုံတော်လေးနဲ့စဉ်းစားချီးစားတဲ့အုံတော်နဲ့မစဉ်းစားနဲ့စစ်ကောင်စီကတော့မြန်မာချီးစားတဲ့အုံတော်ဖြစ်နေတာဟုတ်ပြီလားอืม အဲ့တော့ကျွန်တော်ဘယ်အချိန်ကြီးညာထားတယ်လဲအဲ့ဒီအချိန်မှာဖုန်းခေါ်ပါခင်ဗျခေါ်ရင်လည်းခေါ်ရအောင်ခင်ဗျဖုန်းခေါ်ရင်ကျွန်တော်ကိုင်းအောင်ကျွန်တော်ကရှင်းပြအောင်ဆိုစစ်ကောင်စီလိုအမိတ်ပေးရလဲဝါကနဲ့လောက်တဲ့အနေနဲ့မှာကြုံမပါဘူးဟုတ်ပြီနော်စစ်ကောင်စီရောကျွန်တော်နည်းနည်းမှလည်းဂိမ်းမဆိုင်ဘူးကြောက်လည်းမကြောက်ဘူးလေစိတ်ချမမရှိတာခင်ဗျားလို့လေကွာဟုတ်ပြီလားနော်ခင်ဗျားတို့ဖုန်းမပြောတာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ကနေရက်ကကျွန်တော်ကတော့မကိုင်းနိုင်ခဲ့ဘူးမပြောနိုင်ခဲ့ဘူးဟုတ်ပြီနော်အဲ့ကွာလည်းကိုတိထားဖို့စဉ်းစား မင်းတို့စစ်ကောင်စီတွေကလူတွေအားလုံးကငါမွေးပြည့်ရဲ့ကလေးအဲရောက်၄၀ကျော်တယ်ငါအသွေးနဲ့အသက်ရှင်နေရလူတွေနော်ငါပေးရတဲ့အသွေးငါအသွေးနဲ့အသက်ရှင်တော့လည်းလူတွေ၁၂ယောက်ရှိကိုလုံးရတော့တဲ့ကိုပြောလိုက်တာနော်အခုဆိုလိုက်ပုံမှာသူအသက်ချောင်းနေချတဲ့ပေတီတေးတရားကိုတရားစစ်ကောင်စီဘောမှရုပ်ကိုက်လေးတွေဆိုတော့ကျွန်တော်ကိုဘာမှအကြောင်းမရှိဘဲနဲ့အားချောင်းနေချတာဖြစ်ပြမှာဒါကတော့သူတို့စစ်ရှုံးနေတဲ့အချိန်မှာပဲကျွန်တော်ကိုစတင်ပြတော့မှဝေဖန်ထုံးနှိမ့်မှုတွေလောဆောင်နေတဲ့အတွက်ကြောင့်မလို့ပြန်ပြတော့မှာ ဆိုမှတရီပေးလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေအနေနဲ့ဒီတော်လိုင်းရင်မှာဖြစ်မောက်ပေါင်းစုံကိုလှုပ်ဆောင်နေကြတဲ့မြောက်လိုင်းနဲ့ပြူစော်ရီဒလန်အုပ်ကြီးတွေကိုအစကတည်းကပေါ့နော်ကျွန်တော်တို့အနေနဲ့မြေလန်ရှင်းလင်းမှုတွေလှုပ်ဆောင်မဲ့စပရင်မှာကြီးညာထားတာမို့လို့ဟုဆိုရင်ဒီကောင်တွေကပုံပြတော့မှရောင်းတက်လာပြီတော့မှပြည်သူတွေကိုနိုင်ကျင့်မှုတွေလှုပ်ဆောင်နေကြတဲ့ပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးအစုတွေသိရှိတယ်ဆိုတော့တစ်ဆိုင်ရာတော်လိုင်းတပ်ဖွဲ့ဝင်တွေစီမှာတရင်အချက်လက်ပြေဆုံးပွေးပို့ပြီတော့မှပေါ့နော်အထူးတကားကျွန်တော်တို့လက်တွဲပေါ်ဆောင်လို့ရတယ်ဆိုတဲ့အကြောင်းတပြည့်တော့မှပြောလို့ပါတယ် ကျွန်တော်ဒီနေ့ဟာဆိုရင်တော်လန်မြေတော်သားတွေအတွက်အောင်ပွဲခံမင်းနဲ့ဖြစ်ပြီးတော့မမြောက်နိုင်ဘူးလို့ပဲကျွန်တော်ဒီရွက်ကောက်ဖွဲ့ချင်းပါပြီးတော့မှာပါနော်တမရအလို့ချင်နေပါစေကျွန်တော်ဘက်ကနေပြီးတော့မှအစွမ်းကုန်ဟန်တာပြီးတော့မှာမြို့ဝပြည်သူတွေလို့ချင်နေတဲ့ Federal Democracy လမ်းစဉ်ကိုရရှိနိုင်အောင်စူးစမ်းတော့မယ်ဆိုပြီးတော့မှာတော်လန်တပ်ဖွဲ့အလုံးအဝနေပြီးတော့မှာဂရီကူပဲပြောဆိုထားကြတယ်မလို့အဲ့ဒီအချိန်အတိုင်းကျွန်တော်ခုဆိုရင်အောင်ပွဲတွေရရှိနေပြီဆိုတဲ့အကြောင်းကိုလည်းတပ်ပြီးတော့မှာပြောချင်တဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်နေပြေဆုံးပြီးတော့မှာ တာရဲချက်နဲ့ညာချက်လေးပတ်စံကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်